哦အလုံးမင်္ဂလာပါ အလုံးမဲတာယာတဲ့နေ့လေးတမျိုးပိုင်ဆိုင်ရပါစေเนาะအော်မြန်မာဒီနေ့ဗီဒီယိုဖိုင်လေးတစ်ခုတင်ပြတာဗာလဲဆိုတော့เนาะဟိုဟာလေးကိုချစ်တီတရရှိကိုပစ္စည်းလေးတွေမှားမဲဆိုလို့ရှိရင်09 26 1 3လုံး662ကိုဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ် Viber နေပဲဖြစ်ဖြစ် Telegram နေပဲဖြစ်ဖြစ်ကြိုက်တဲ့နေရာနေပြီးတော့မဆက်တော်လို့ရပါတယ်เนาะ ဘာလို့လဲဆိုတော့ပစ္စည်းလေးတွေကကြတော့မမေကအခုကနောက်အစ်စ်လေးတွေလာတော့မှဆိုတော့အရှိတ်ပစ္စည်းလေးတွေတချို့ကလေးတွေကတော်တော်များများကုန်နေပြီပေါ့နော်ကုန်နေပြီဆိုတော့ချစ်တော်ချစ်တဲ့သူလေးတွေကလူချင်းနေဆိုရှင်ဖုန်းလာဆက်လိုက်ဖုန်းဆက်ပြီးတဲ့အခါကျလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်လည်းပုံနဲ့ပေါ့နော်ပုံနဲ့ဖြစ်ဖြစ် ဟာဗာလဲဒရာကိုပုံလေးနဲ့ဒီဖိုင်ဘာနေပြီးတော့မှဆက်သွယ်လိုက်ပေါ့နော်တချို့ကကြကွန်မန့်အောက်ကလေးတွေမှာတကယ်လို့လိုချင်တယ်ဆိုလို့ရှိရင်လဲကွန်မန့်အောက်မှာဖုန်းနံပါတ်နဲ့လိမ့်စာလဲထားလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လဲမမေရေကွန်မန့်အောက်ကနေပြီးတော့မှတစ်ချက်ဟိုင်းပြီးလို့ရှိရင်မမေကိုဖုန်းနာဆက်လိုက်မမေရဲ့ဒီဗီဒီယိုလေးတွေတိုင်းမှာမမေဖုန်းနံပါတ်လေးထားပေးတယ်09 262 13 662ဆိုတော့เนาะ ဖုန်းနံပါတ်လေးက Viber လည်းရှိရယ် Telegram လည်းရှိရယ်ပြီးလို့ရှိရင်ဖုန်းလည်းဆက်လို့ရတယ်တကယ်လို့ Viber မသုံးတတ်ဘူးဆိုရင်ဟို Telegram နဲ့ Viber တို့မသုံးတတ်ဘူးဆိုလို့ရှိရင်ဖုန်းဆက်ပြီးတော့ပဲလိမ့်စာနဲ့ဖုန်းနံပါတ်ပေးလေရတယ်အင်းရငွေချေနဲ့ပို့ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ချစ်တဲ့သူလေးတွေရယ်လိမ့်စာတော့လိုတာပေါ့နော်လိမ့်စာနဲ့ဖုန်းနံပါတ်လေးတော့မိမိုံတိတိကျကျလေးပေးပေးပါနောက်တစ်ခုကတကယ်လို့အဲ့လိုမျိုးမအားအဝါဖြစ်ဘူးဆိုရင်လည်း message ကနေပြီးတော့ပေါ့เนาะဥမာအသေးနှစ်ထပ်ကျိုးဆိုအသေးနှစ်ထပ်ကျိုးအသေးရိုးရိုးကျိုးဆိုအသေးရိုးကျိုး အမမြားပေါ့နော်နာမည်လေးတွေနဲ့ရေးရေးပြီးတော့ထည့်ပေးထားရပေါ့နော်ကမာဆိုရင်ကမာပေါ့ခယူဆိုရင်ခယူပေါ့ဘာပေါ့အဲလိုမျိုးပေါ့နော်သူ့ရဲ့ဒီဇိုင်းရဲ့ပုံစံလေးတွေရဲ့နာမည်လေးတွေထည့်ပေးထားအဲ့ကကြာရင်မိရဲ့ရိုးရိုးမက်ဆေ့ပေါက်ကနေမက်ဆေ့ပေါ့နော်အခုဖုန်းနဲ့ဆက်လို့ရတဲ့မက်ဆေ့ကနေပြီးတော့မိမိကိုစာရိုက်ပြီးပို့လို့ရပါတယ်အာမမီရေးဆိုပြီးစာရိုက်ပြီးပို့လိုက်ပါ တရာရေးဒါဒီဒီအိမ်နဲ့ဆာဒီဘယ်လောက်ဒီဖုန်းနံပါတ်နဲ့လိမ့်စာလေးကိုတော့ဒီပစ္စည်းလေးလိုချင်ပါတယ်ဆိုရင်ရပါ နိုင်နေကြနဆွဲလေးတွေနဂတ်လေးတွေလည်းလေးကိုပစ္စည်းရောက်တာနဲ့ live လွှင့်တဲ့နေ့ကလေးကတော်တော်များများဝယ်တော့လေမြင်မြင်ကုံသွားတာကုံသွားတဲ့ခါကျတော့အဲ့လိုမျိုးဒီလိုချင်လို့ပေါ့နော်အခုမေးနေကြတဲ့တချို့လူတွေရှိရပေါ့နော်အဲ့ဒီလူတွေအတွက်မြန်ဒီဗီဒီယိုလေးကိုတင်ပေးပြခြင်းဖြစ်တယ်ပေါ့နော်ဒါလေးတွေကဒါ stainless steel ပါပေါ့နော် stainless steel ဖြစ်တယ် stainless steel ဖြစ်တယ်နောက် stainless steel ဖြစ်တဲ့အတွက်ကြောင့်မလို့တချို့ကလေ acid လားလို့အတူလားလို့မေးနေတဲ့လူတွေရှိရအဟားလေ မသိလို့မေးတာလားတိုက်ခိုက်ချင်လို့မေးတာလားဒါမှမဟုတ်လို့ရှင်ပတ်ပတ်မမေးတာလားနားမလဲဘူးဗောနော်မင်းမင်းပြောတဲ့တည်းမှာရွှေလဲတခုံးမှလည်းမပအောင်မင်းမင်းရောင်းတဲ့ကြောက်တယ်ဆိုလို့ရှင်လဲဘာကြောက်ငွေတယ်9 to 5တယ်မင်းမင်းထည့်ရေးပါတယ်နော်အတန်ဖိုင်လေးတွေနဲ့လဲပို့ဆိုလဲမင်းမင်းဗီဒီယိုဖိုင်လေးတွေနဲ့တင်ပေးထားတယ်ဗောနော်အခုကအတူလာတို့အစ်စ်လာတို့ကဘာလို့မေးရလဲလို့မင်းမင်းကလည်းမသိလို့ပြန်မေးပြရစေလို့နော် ရွှေဆိုလို့ရှိရင်လည်းမမြင်ရွှေလို့ပြောရအောင်မ925ဆိုလည်း925လို့ပြောရအောင်ဒီ video file နေအကုန်လုံးထဲမှာ stainless steel လို့မမြင်ထည့်ထားတယ်เนาะ stainless steel ကဘာလဲမသိတယ်ဘူးဆိုလို့ရှိရင်เนาะ stainless steel ဆိုတာကမမြင်တော့ဒီဟာလေ stainless steel ဆိုတာမမြင်တော့ဘာလို့ပြောရမလဲဆိုတော့ချစ်တူလေးတွေသိဆုံးလွယ်ကူဆုံးရိုးရှင်းဆုံးပြောဘေးစင်တွေသိလားဘေးစင်တွေလောက်တဲ့ဟာအဲ့ဒါ stainless steel အဲ့လိုအသားမျိုးလေးတွေဒါလေးတွေက ဘေးစင်းတို့တကားလက်ကင်နောက်တစ်ခုကြလို့ရှိရင်လေမင်းတို့မီးဝေါကြောင်ထဲမှာအများဆုံးသုံးတဲ့ဘေးစင်းတော့မှတ်လိုက်စတိဘေးစင်းသိရမှာအဲ stainless steel ကအဲ့ဒီအသားမျိုးနဲ့လောက်တာပါဒါမင်မင်လိုက်ပြီးတော့လေ့လာတဲ့အချိန်မှာမင်းသိခဲ့ရတာပေါ့နော်အဲ့ဒီလိုမျိုးဆိုဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးကိုမင်းတို့ကဒီလိုမျိုးအယောင်လေးနဲ့ပေါ့နော်ဒီဇိုင်းအစုံလုပ်ပလိုက်တဲ့အခါကျတော့ပုံပြီးခန့်တယ်အဲ့ဘေးစင်းကတန်ကြီးမတက်ဘူးအယောင်မပြောင်းဘူးငွေအောင်ရှူရငွေအောင်လေးတွေပေါ့နော်အဲ့အဲ့ဒီလိုအသားလေးတွေက stainless steel လေးတွေပါအဲ့ stainless steel လေးတွေကို fancy အမီ နဲ့ပြန်ပြီးတော့มาပြန်ထုတ်တယ်ပေါ့เนาะနောက်နာယီပေါ့မင်းတို့ဝတ်တဲ့နာယီတွေကလည်း stainless steel ပဲ stainless steel ပဲတန်ကြီးမကိုက်ဘူးဟုတ်တယ်မလားနောက်ပြီးကြရင်ခန္ဓာကိုယ်မှာဝတ်ဆင်နိုင်အဲဘလို့အမဲတွေဘာတွေမဖြစ်ဘူးအဲ့ဒါကိုမင်းတို့က fancy ဆိုပြီးတော့มาဒီဇိုင်းနဲ့ဝတ်ဆင်အဲ့ဒါ stainless အဲ့ဒါ stainless steel ပါเนาะအဲ့ဒါကိုအတုလားတို့အစစ်လားတို့အဲ့ဒါဘာကိုသိကျင်တာလဲမင်းနားမလဲတဲ့ ဘာကြောင့်မေးတာလဲပေါ့နော်နားမလည်ဘူးပေါ့တကယ်လို့မသိလို့ဆိုလို့ရှင်တော့ဒီဗီဒီယိုလေးကိုကြည့်သွားပါအတိသွားအောင်တကယ်လို့သိရသားနဲ့တတ်တတ်မဲ့မေးတယ်ဆိုလို့ရှင်တော့မေးခြင်းတော့ကမေးတော့မဖြေတော့ဘူးလို့နော် ထပ်မဖြည့်တင်တော့ဘူးဘာလို့လဲဆိုတော့ဒါကဖန်စီဒါကရွှေဒါကငွေဆိုပြီးတော့မှအကုန်လုံးကစာရေးပြီးတင်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘသူကဘလို့ပုံစံနဲ့ပြောရောင်းလေလို့ရွှေရည်စိန်သမားလည်းရွှေရည်စိန်လို့ပြောပြီးရောင်းတာကိုအတုပါလို့တော့ပြောတော့ဘလို့ဘလို့ပြောရမှာလဲဘာဟုတ်အစ်စ်လားအတုလားနားမလည်လို့เนาะအဲ့တော့နားမလည်လို့မေးတဲ့လူတွေအကုန်လုံးမမြန်ဒီဗီဒီယိုဖိုင်လင်းနဲ့ရှင်းပြလိုက်တယ်နားလည်ရသားနဲ့မေးပြီးတော့တတ်တတ်မဲ့ဗလိန်ချင်းတတ်တတ်မဲ့တိုက်ခတ်ချင်းနေဆိုလို့ရှင်တော့ တခါလေးတတ်တာပြခဲ့အဲ့လူတွေပြောတာနော်ကိုချစ်တော်သူတွေမပါဘူးနော်ကိုရှီကအမြင်ပစ္စည်းအစ်စ်တင်တာနဲ့တမ်းပြီးတော့လာမေးကြပြီတင်တာနဲ့တမ်းပြီးတော့ဝယ်ကြပြီတင်တာနဲ့တမ်းပြီးဖုန်းဆက်ပြီးဝယ်တဲ့တယောက်ချင်းစီတောင်မြန်ကျေးဇူးလဲတင်တယ်ချစ်လဲချစ်တယ်မမကအခုတော့အခုတော့ပို့ပြီးကောင်းတဲ့ quality လေးတွေကောင်းကောင်းလေးနဲ့ဒီဇိုင်းလှလှလေးတွေရအောင်လဲမမကရှာပွေပြီးတော့မှရောင်းပေးမယ်ပေါ့နော်အခုပေါ့မမစဉ်းစားထားတယ်မမလုပ်ပေးနေရပေါ့နော် နမင်းရှာပစ္စည်းလေးတွေဝယ်ဘူးတဲ့သူတိုင်းမှာဘူးလှလှလေးတွေထည့်ပေးတယ်ပစ္စည်းလေးတွေကိုတက်တက်ရက်ကလေးထည့်ပေးရအဲ့ဒါရောက်ဘူးဝယ်ဘူးတဲ့သူတိုင်းသိပါတယ်เนาะအဲ့တော့ကြောင့်မင်းအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့အများကြီးမပြောတော့ဘူးမင်းပေးတဲ့စာပစ်တွေကိုမပြောတော့ဘူးဝယ်ကြည့်လိုက်ဝယ်လိုက်လို့ရှိရင်မင်းပေးတဲ့ဘူးလှလှလေးတွေရမယ်အဲအဲ့လိုမျိုးလေးပေါ့เนาะ1000 2000ဆိုပေမဲ့မင်းဝယ်တဲ့ဘူးဟာအပေါ်စားမလာဘူးစက်ကူဘူးကိုမင်းရဲ့ဖဲပြားလေးတွေပါတယ်2000နဲ့စက်ကူဘူးနဲ့ထည့်ပေးတယ်1500နဲ့စက်ကူဘူးနဲ့ထည့်ပေးပါတယ်เนาะအဲ့ဒါကတော့မင်းပေးတဲ့စာပစ်ပါပေါ့เนาะ ။ဟောတတ်နိုင်သမျှမမြင်သည့်ပစ္စည်းလေးတွေကိုအချိန်မှန်ရောက်အောင်လို့မမြင်အမြဲကြိုးစားပေးပါတယ်။အဲ့အတွက်မပူပါနဲ့။အခုဗီဒီယိုလေးကကြတော့ stainless steel ကဘာမှမသိဘူး။ဖြစ်နေတဲ့သူတွေအတွက်လည်းရှင်းပြပေးရဲ။နောက်တစ်ခုပစ္စည်းမှားခြင်းနဲ့ဘလို့မှားမှမသိဘူးဆိုတဲ့ချစ်တော်သူတွေအတွက်ကြတော့မမြင်ဖုန်းလာတစ်ခါတည်းဆက်လိုက်။တော့တော့မျိုးမလောက်တတ်ဘူးဆိုရင်အဲ့ဒီရဲ့09261 3662ကအ Viber လည်းရှိရယ် Telegram လည်းရှိရယ်ပြီး message ကနေလည်းတန်းပို့လိုက်ရတယ်။ Viber တို့ Telegram တို့မလုပ်တတ်ဘူးဆိုလို့ရှိရင်မင်းတို့ဖုန်းနာတန်းဆက်လိုက်။ဖုန်းတော့ဆက်တတ်မှာပါ။ဖုန်းဆက်ပြီးတော့အိမ်နံပါတ်နဲ့လိပ်စာနဲ့ဖုန်းနံပါတ်ပေးလိုက်အဲ့ဒါတန်းပို့ပေးလိုက်မယ်။အိမ်ရောက်ငွေချေဖြစ်တဲ့အတွက်ဘာမှမကူနဲ့ KP နံပါတ်တွေဘာဘာကုန်းမှမလိုဘူး။အိမ်ရောက်မျိုးတကယ်လို့ချစ်တို့ကချစ်တို့ကတကယ်လို့ယူခြင်းနဲ့လုံးဝကိုယူခြင်းနဲ့ဆိုရင်တော့မမေ့ရဲ့ကိုမန့်အောက်မှာနံပါတ်နဲ့လိပ်စာဖုန်းနံပါတ်ချထားတယ်။ဖုန်းနံပါတ်မချခင်နဲ့ ။ဒါပေမဲ့လိမ့်စာနဲ့ဖုန်းနံပါတ်လေးတွေကိုပေးလေရတယ်။ဒါပေမဲ့မမေကိုမန်အောင်မှာမပေးနဲ့မပေးနဲ့ဆိုတာကဘာလို့လဲဆိုတော့လူလိမ့်နေများတယ်။နောက်ပြီးကြလို့ရှိရင်လိမ့်နေသူတွေများတာဖြစ်တဲ့အတွက်လိမ်မီတောင်းတာတွေဖြစ်မယ်အလုံးရှုပ်တယ်နောက်ဆက်တွဲကိုမမေမရှင်းနိုင်အဲ့အတွက်ကြောင့်မလို့မမေကိုဖုန်းတာဆက်ပို့လို့ရှိရင်မက်ဆေ့ဘောက်ကနေတခါတည်းပို့လိုက်ဟုတ်ပြီလားအဲ့လိုမျိုးလေးတခါတည်းလှုပ်လိုက်လို့ရှိရင်အဆင်ပြေသွားမယ်လိုချင်တဲ့သူတွေအကုန်လုံးမြန်မာနိုင်ငံနေမဟုတ်ဘူးနိုင်ငံညာအထိပါပို့လို့ရတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံလူတွေက okay everything is okay ဘာမှပူစရာမလိုဘူးเนาะဘသူမှငွေကြိုးငွေကြိုးလွှဲရတာမဟုတ်တဲ့အတွက်ကြောင့်မလို့ဒါစစ်တို့လိန်မယ်လို့ပူစရာမလိုဘူး i don't care ဘာမှတွေးစရာမလိုဘူး ဟဲ့ပို့လိုက်တော့ငါဒီမှာဒီ PC ယူမယ်ပြီးပြီဒုံတခုမဲ့လိမ့်စာနဲ့ဖုန်းနံပါတ်လာပေးဘာမှကိုပြောစရာမလိုအဲဒရားဘက်ကကျတော့ဒီ PC တွေရှိရင်ရှိသေးတယ်မရှိရင်မရှိဘူးပြန်ပြောမလားလို့ဆို PC လေးတွေကကျတော့အဲ့ဒါ12လပိုင်းအောင်ဝင်တဲ့ဒီဇိုင်းလေးတွေဆိုတချို့ဒီဇိုင်းတွေကကုန်ပြီအခုဒီဇိုင်းအစ်စ်လေးတွေရောက်မယ်ရောက်မဲ့ဒီဇိုင်းအစ်စ်လေးတွေကို order ကြိုပေးထားဆိုတော့လေ PC လေးတွေကတွားယူတဲ့အခါကျမမြအဲ့ဒါစစ်တယ်သူတို့ပေးတိုင်းမယူပါမမင်းစိတ်တိုင်းကြတဲ့ PC မှယူတာဖြစ်တယ်မမရှိရောက်တဲ့ PC ကနဲတယ်နဲတဲ့အခါကျတော့ကြိုပြီးတော့မှချစ်တို့က ကြိုပြီးတော့ဘာလုပ်ကလဲဆိုလို့ရှိရင်မမင်းစီကိုပို့ထားလိုက်ပို့ထားလိုက်လို့ရှိရင်ရောက်တာနဲ့ပစ္စည်းတန်းပို့ရုံပဲအဲ့တော့ဒီတရက်နှစ်ရက်ကိုရောက်မှာပေါ့နော်ပစ္စည်းရဒီတရက်နှစ်ရက်တော့မရအောင်သုံးလရက်တော့ကြာအောင်မှာအဲ့ဒါတော့မျိုးရောက်မှာဆိုတော့ပစ္စည်းအစ်စ်ပုံလေးလေးလည်းပို့ထားနောက်တဲ့ဒီတရက်ထဲမှာဒီရက်ထဲမှာအစ်စ်ရောက်မဲ့ဟာလေးတွေပါတယ်အစ်စ်ပုံမတရတဲ့ရင်လည်းတင်ပေးမယ်အဲ့တော့မမင်ဒီနဲ့တင်တဲ့ဗီဒီယိုဖိုင်လေးရနံပါတ်၁ချက်မမင်စီကဘလို့ဈေးဝယ်ရမလဲဖုန်းနာဆက်လိုက်09262303662ကိုဖုန်းနာဆက်လိုက်နံပါတ်၂ချက် အတုလားအစစ်လားမင်းနေတဲ့သူတွေ stainless steel ကိုဘလို့တွေးလဲဆိုတဲ့ဟာကိုမင်းမင်းရှင်းပြပေးရဲ့အတုအစစ်ကဘာကိုခွဲရလဲဆိုတာမင်းမင်းရှင်းပြပေးရဲ့နော် okay okay အလုံးမဲ့တက်တာကျေးဇူးတင်ပါတယ်ရှင်